နင့်ကိုမေမေယူတဲ့ဆရာဝန်တော့ခံနေတယ်ဒီမှာဘာလုပ်နေရလဲမမယူငါစနိုးလေးအကြောင်းပြောပြနေရမေမေရောမေမေအဆင်ပြေရလားရင်ခုပြန်တတိရနေပြီနင်တို့ဒီမှာအလေးနဲ့တော့ရက်ပြီဘာတွေစကားပြောနေရလဲစနိုးရဲ့နိုင်ကိစ္စကိုစီစဉ်မှုရှိရဲ့ ဒီကိုဘလို့ဖြည်းဖြည်းရောက်နေရလဲ။ तू ကဘသူလဲ။သိလို့လား။ဟမ်။မုံမသိပါဘူး။မုံမသိဘူး။ဆရာလေးဆရာပေါ့။စနိုးနဲ့အတူတူကောင်လေးတယောက်ပါလာတယ်ဆိုလို့လာကြည့်ရပါ။ဆရာ तू ကဘသူလဲ။ तू ကဒီကလူနာရှင်ရဲ့မိသားစုဝင်မဟုတ်ဘူးလားဗျ။အိုးမဟုတ်ပါဘူးဆရာရဲ့မိုးရိုးရဲ့မိသားစုဝင်ကစုံသွားတဲ့ညီမလေးစနိုးပါ။တို့လေ။ဒီလည်းမြင်ဘူးသိလည်းမသိပါဘူး။ ဆရာကျမညီမလေး accident ဖြစ်တဲ့အချိန်ကားပေါ်မှာပါလာတူလိုက်ရင်ဟုတ်ပါတယ်ဗျာ accident ဖြစ်တဲ့ကားပေါ်မှာသူတို့နှစ်ယောက်လုံးကိုပရိုက်တာလူငယ်တွေအားတွေ့ပြီးဆေးရုံကိုပို့ပေးခဲ့ကြတာပါကောင်းလေးကိုကြည့်ရတာထိတ်လန့်စရာ accident နဲ့ကြုံလိုက်ရတော့လန့်ပြီးတိတ်မှတ်မိမှန်းမပေါ်ဘူးအခုချိန်ထိဘာ response ပါကောင်းကောင်းမပြဘူးဗျာဘာမှမေးလို့မြန်လို့လည်းမရတဲ့ခါကျတော့ကျွန်တော်တို့ရက်ပိုင်းလောက်စောင့်ကြည့်ဖို့လိုမယ်ထင်တယ်ဗျာ

င်ဘာမှမကြောက်နဲ့နော်မင်းရောလေအညီတို့ကဒုက္ခပေးမှာမဟုတ်ဘူးမင်းကျမ်းမာရေးပြန်ကောင်းလာတဲ့အချိန်ထိအညီတို့ကူညီဆောင်ရှောက်ပေးမယ်နော်ဟုတ်ပြီမောင်နဲ့ဟုတ်ကောင်းမှမွေးထားတယ်ဆိုတဲ့သားဆိုတာသိကြတယ်ရအောင်ခေါ်လာပြီးတော့ငါရဲ့ตายာနေတဲ့ဘဝကိုနင်ကဖြက်စီးပစ်ချင်သေးတာ နေကတေတဲ့နဲ့သူပဲစနိုးမမိုင်မမိုင်အဲ့ကောင်ကြီးကဘာလုပ်လဲပြီးတော့ तू ကဘလို့ဖြစ်ပြီးတော့ဒီကိုရောက်နေရလဲစေးရုံလိုက်လိုက်ရင်လည်းဆီယမတယောက်ပြောလို့အရင်ဝင်ကြည့်တာဘာဖြစ်လို့လဲဘာဖြစ်ပါဦးဒီတိုင်းမေးကြည့်ရပါ မိုးတည်တာအဲ့ဒီကောင်လေးကအောင်စီနဲ့အေးမြမိုးရဲ့သားဆိုတာမင်းသိနေရမလားရှင်မမိုင်းသူ啊ဒီဒီကိစ္စမမိုင်းရဘလို့သိရလဲနေရင်ကစနုပ်ကုမ္ပဏီရောက်မလားလို့ဖုန်းဆက်လိုက်တဲ့အခါကျတော့မှစနုပ်ပြောပြမှသိတာ သူအေးမြတ်မှုရဲ့တားကိုရှာတွေ့ပြီတဲ့တောပေါ်နေတာတဲ့အဲ့လိုတောခေါ်နေနေမှာအခုလိုမျိုးအဖြစ်ပြန်ပြီးဖြစ်ရတာအမလေးအမလေးအဲ့ဆိုရင် ီကောင်လေးကမောင်နဲ့အင်းမြမိုးရဲ့သားပေါ့နော်တော်ပါဘာဘေးမမရဲ့မမရဲ့သူလေးစစ်စစ်ဆိုတည်လေ please သားလေးကတော့သူ့ဖေရဲ့အချစ်တွေကိုခွဲဝေပေးရတော့မယ်ဆိုပြီးတော့အရောစိတ်ထိတ်ခိုက်ခံစားနေရပါဘူးဘာလို့လဲမသိတော့ဘူးမမရဲ့ဘာလို့လဲမမရဲ့ဘူးဘူးဘာလို့လဲမူတည်တာနေမမေရဆရာဝန်တော့ခံနေတယ်ဒီမှာဘာလုပ်နေရလဲမမရို့ငါစလို့လေးအကြောင်းပြောပြနေရ မေမေရောမေမေအဆင်ပြေရလားယခုပြန်တတိရနေပြီနင်တို့တွေဒီမှာအလေးနဲ့တော့ရက်ပြီဘာတွေစကားပြောနေရလဲစနွေးရဲ့နားရဲ့ကိစ္စအောင်စီစဉ်မှုရှိရယ်နင်ခုစတင်ကနေလိုက်ခဲ့ခင်ဝတ်ဒီနင်လေတောင်ပြင်လိုက်စမ်းငါ့ကိုခိုင်းတဲ့ပုံစံလာလို့မနေနဲ့နော်အင်းရောမင်းတော်ချာစမ်းဒါစေးရုံဆိုရလဲတတိထားကြအောင်ဟုတ်ကဲ့မမကြီးမမကြီးဘယ်လိစနိုးစနိုးဘယ်လိုပြရလဲမလေးဆုံးပြီကွာ ုးဆုံးသွားပြီအဖြစ်မဖြစ်ရသလိုပဲအခုစနိုးကပေါ်လာခဏနေစနိုးရဲ့ဘော်ကိုလာတယ်တော့မှာတဲ့ဘူလေးတို့တော့ကြည့်အောင်လေနော်ကိုနော်လို့မမိုင် ရင်ညီမပါခုခုနကဘာပြောလိုက်တာလဲတစ်ချက်တော့ပြန်ပြောပေးပါဦးကျွန်တော်ကလောဒေသခံကိုဆိုင်တော်ပါခင်ဗျာကိုတင်မင်းလက်တောင်းတက်လမ်းမှာကားတာပွင့်ထွက်ပြီးအချိန်မထိန်နိုင်ပဲကြောက်တဲ့ထိုးကြပြီးကားမီးလောင်သွားပါခင်ဗျာရှင်ကိုတင်မင်းလက်ပြေးပြီကျွန်တော်တို့ခုလိုဆက်သွယ်ကြောင်းကြားတာစိတ်မကောင်းပါဘူးခင်ဗျာ တောင်းမှာဂိတ်စီရှိနေလို့ကားပေါ်ပါသွားတဲ့လူကကိုတင်မင်းလန့်ဆိုတာသိလိုက်ရတာပါအခုတိတိကျင်လမ်းကြောင်းကြားလာတော့အာဆိုအလောင်းကဘာမှလဲမီးလောင်ပြီးတော့အလောင်းကပြန်ကောက်လို့မရတော့ဘူးဟုတ်လားကျွန်တော်စိတ်ဝင်ကောင်းပါဦးခင်ဗျာ ခသေးပြီမဟုတ်ဘူးမဟုတ်ဘူးတိုင်းတကယ်မဟုတ်ဘူးစိတ်ကိုတင်းထားရတယ်မမကြီးငိုချလိုက်နော်မမကြီးနော်မမကြီးချလိုက်နော်မမကြီး ာနေမောင်ရင်အခုလိုပြေဆိုမျိုးကြီးနဲ့ချက်သွားတယ်မမမလို့ကြီးစေရမှာမမအမေပါနေမမမမနေမှာကျွန်တော်ပြောင်းသွားလိမ့်ရှင်ဟုတ်ပါရဲ့မမရေမိုးလည်းရှိနေရပဲမမမမအမငယ်နေတော့ကို့ ခုကကျွန်တော်ရဲ့နာရီရောမမကြီးယောက်ကြောင်နာရီရဲ့ဖြစ်နေပြီဆိုတော့နာရီကိစ္စလေးကိုလို့စီစဉ်ရအောင်ဒီကိစ္စကကလောမှာဟုတ်လားဆိုတော့နိုင်ကြရဲ့မမကြီးကလောတက်ပါလားလောင်းပြည်သူကိုကိစ္စရည်ရှိသေးတယ်မမကြီးတော့ကျွန်တော်တို့လိုက်ခဲ့မမကြီးနဲ့တို့ဘိုးလိုက်သွားပြလိုက်ပါပဲမောင်ရဲ့အဲ့တော့မပူနဲ့နော်ရပါတယ်အားလုံးမိသားစုဝင်တွေကျွန်တော်တို့အားလုံးကိုကြည်ပေးပါမယ် ားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။အထူးကစနိုးရဲ့နိုင်မှာမိသားစုစုံစုံလင်းဖြစ်ပေါ်ပို့ပြီးတော့အရေးကြီးတယ်လေ။မမကြီး။မမလေးမမကြီးမမကြီး။မမကြီးရက်စတောင့်ကနတော့လိုက်အောင်။မိုးလေးတို့လိုက်ခဲ့ပေးမယ်နော်။နော်။ရတယ်။မမကြီးပြောင်းပေးနေတယ်။ကုလို့ချင်နေမျိုး။ င်မမအကြီးကြီးကျူးတာရစနွေနိုင်ရှိနေသေးတယ်ဆိုတော့အိမ်ကိုအရင်ပြန်ရင်ပြန်နေကြနော်မမယူဘာမှငဲ့စရာမလိုမိုင်မိုင်ဖြစ်ဖြစ်နော်မမယူ